ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာကြီးတန် channel လေးကနေစေဝင်စားပွဲတတိတံဝေကရပွဲအောင်ကံကံရေးကျူဝေကြွေးပြန်လဲပေးဆက်ခဲ့ရပုံပြည့်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချင်းခါကြောက်ရွံ့လိုလာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမယ်ပြည့်ရမဇလန်လေးကတော့ငါးလေးကို အရှင်လက်လက်ကြောချက်ပေးရတဲ့မလေးရရောက်မြန်မာစပုံမှုတယောက်ရဲ့ဝေကြွေးပေးဆက်ရခြင်းလို့အမိရတဲ့ ေဝန်သာပွဲတတိတံဝေကရပွဲအောင်ပြည့်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နှားစင်ခံစားအားပေးကြပါအောင်ခင်ဗျာဝိပတ်ကြမမပြေတာပြီဒီနေ့မှာတော့စာရေးသူရဲ့ရွှေအင်းဝါစေးဆိုင်ကိုမိတ်ဆွေတို့ရောက်ရှိလာပါတယ်တမူလာသစ္စာဆိုတဲ့အမည်နာမနဲ့တိုင်းရင်စေဝါမျိုးမျိုးကိုထုတ်လုပ်ပြန်ပြူရောင်းချနေတဲ့တိုင်းရင်စေးစီအောင်ဦးသိန်းဇာမဲဖြစ်ပါတယ် ဒီတံမူလဆိုတဲ့ဈေးမြန်မှာလဲအစွမ်းထက်လာတဲ့ဖြင့်ရုံအောင်ကောင်းနေဈေးကြိုဈေးဆိုရင်တော့အထူးအစွမ်းထက်လာတဲ့ဖြင့်နေကသုံးဆွဲတဲ့သူတွေများကဒါဇင်50ထိဝယ်ယူအပိကြတာကိုလည်းတွေ့ရပါတယ်ဟာလာထိုင်ဦးသိန်းဆန်အယောင်းဝယ်ရောကောင်းရဲ့လားဗျအယောင်းဝယ်ကတော့ကောင်းပါလေဆရာရေဒါပေမဲ့ကျွန်တော်ရဲ့ဈေးတွေကကုန်ကျန်းပစ္စည်းရှာပါတာမို့ပေါ်ပေါ်မြန်မြန်မထုတ်နိုင်ဘူးဖြစ်နေတာ အဲဒါကြောင့်ဆရာရဲ့စီတွေကရောင်းကောင်းတာဖြစ်မယ်ဆရာရဲ့ဒါနဲ့အခုဆရာဘာလေးရေးနေတာတော့မြအခုရေးနေတာကဝိပဿနာမှာမပြေးတာဆိုတဲ့ခေါင်းစဉ်နဲ့ဝေလိုက်တတာလေးတွေကိုရေးနေတာဆရာရဲ့လောကမှာအခုလက်ရှိဖြစ်ပျက်နေတာတွေကိုအခြေခံပြီးတော့ရေးနေတာဆိုပါတော့ကောင်းတယ်ဆရာအခုစာပပရိသတ်ကတမျိုးပြဘုရားရှင်လက်ထက်ကလို့ဆိုလိုက်တာနဲ့သူတို့ရဲ့စိတ်ထဲမှာသိပြီးမထူးဆန်းတော့ဘူးကြာဘူးနာဝရှိပိသားတွေဖြစ်နေပြီအခုလက်ရှိဖြစ်နေတာတွေကို ပို့ပြီးတော့စိတ်ဝင်စားတာဆရာရဲ့ဟုတ်တယ်ဆရာအဲဒါကြောင့်ကျွန်တော်လည်းကိုရီးမြန်မြန်ဖြစ်နေတာလေးတွေကိုဘုရားဖြစ်တော်စင်နေနဲ့ရှင်ပြီးရေးနေတာလူငယ်တွေဘာသာရေးကိုလည်းပို့ပြီးတော့စိတ်ဝင်စားလောက်ဒီလိုနီးလနဲ့တိမ်သွင်းနေရတာဆရာရဲ့အဲဗျာစကားဆက်မိလို့ဆရာကိုကျွန်တော်ရဲ့ကိုရီးအကြောင်းလေးပြောပြအောင်မယ်ဗျကျွန်တော်ပြောချင်တာကဝယ်လေတယ်ဝယ်လိုက်တယ်ဆိုတာကွန်ပျူတာရဲ့ကံဒီတိုင်းတသူမတိန်ဖြစ်တဲ့တဲ့ဆိုတာကိုပြောချင်တာ ဆရာရဲ့စာတဲ့ထည့်ရေးခြင်းလဲရေးပေါ်ဗျာဒီလိုဗျအရင်တော့ကျွန်တော်အခုလိုတိုင်းစေးစီရဘွားကိုမရောက်ခင်တုန်းကဖြစ်ပြပေါ့ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့တာအဲဒီတုန်းကကျွန်တော်ကတလေးဆန်စေးကိုဆရာဝန်ဆိုပါတော့တီမွေးကိုဝန်တန်းဆိုတော့ရတကာနေတကာကိုသွားနေရတာဒီလိုနဲ့နေမျိုးလေးတခုမှတောင်းဝင်ထမ်းဆောင်နေတုန်းကအဖြစ်ပြဆိုပါတော့ဗျာကျွန်တော်တို့တီမွေးကိုဆရာဝန်နေဆိုတာကလည်းကိုယ့်ရဲ့ရည်ရည်တာကိုတောင်းဝင်ကြတဲ့နေရာတွေမှာကျွေးနွား ကာဝယ်သေးတွေထိုးတာတို့ပညာပေးဟောပြောတာတွေဆိုတာတွေလုပ်ပြီးရင်အလောက်ကသိရှိတာမဟုတ်ဘူးဗျခုခေတ်လိုလဲကြံငတ်တို့ကိုတို့ဝန်နေရပြတို့ဆိုတဲ့ယောဂဇန်းနေလည်းမရှိကြဘူးတနည်းတော့ကျွန်တော်နဲ့အတူနေတဲ့မိတ်ဆွေကလည်းပြင်းပြင်းရှိတာနဲ့ငါမိုင်းသွားခွေအောင်ဆိုပြီး အဖော်ဆက်ရောပြုကျွန်တော်ကလည်းတစ်ခါမှမမြင်ဘူးတာနဲ့လိုက်သွားတော့တာပေါ့ငါမိုင်းခွေတဲ့နေ့ကလည်းတိတ်ကိုစိတ်ဝင်စားစရာကောင်းတာဆရာရဲ့ရံပြောတော့စနက်တနေနဲ့လှုပ်ထားတာ ထားလိုက်တော့ဗျာမိုင်းလုံပုံนี้ကိုတော့အသေးစိတ်မပြောတော့ဘူးလူငယ်တွေအတူမြင်တက်တင်ပြီးလိုက်ပြီးလောက်ကြမှာဆိုလို့ပြီးတော့ဒီလိုမကောင်းတဲ့ဘုဒ္ဓရာမျိုးကိုလည်းမပေးချင်ဘူးထားလိုက်တော့ငါးမိုင်းခွဲကြရအောင်ဆိုပါတော့ငါးမိုင်းခွဲတဲ့နေရာကလည်းချောင်းတစ်ခုရဲ့ဂွေနောက်မှာရေအိမ်ကြီးလိုဖြစ်နေတဲ့နေရာဗျရေကြချိန်မှာလည်းအဲ့ဒီနေရာကအမြဲတမ်းရေနဲ့တည်းအဲ့ဒီမှာခွဲတာငါးမိုင်းခွဲပြီးတာနဲ့ငါးတွေဆိုတော့လိုက်ကောက်လို့တော့မနိုင်တော့ဘူးဗျရလိုက်တဲ့ငါးတွေဆိုတော့ တောင်ကြီးတောင်ငယ်တွေနဲ့တဲရတာအဲလိုပဲကျွန်တော်တို့မကြခဏခွဲနေကြပါဗျဒါပေမဲ့ကျွန်တော်ကကိုယ်တိုင်တော့၅မိုင်မခွဲဘူးဗျဒါပေမဲ့တို့တို့၅မိုင်ခွဲတိုင်းကျွန်တော်ကအမြဲတမ်းလိုက်လိုက်သွားတယ်ငါးတွေကိုလည်းကြော်စားလိုက်ချက်စားလိုက်နဲ့အမျိုးမျိုးလှုပ်စားကြတာပေါ့ဗျာအဲ့ဒီချိန်ထိကျွန်တော်ဘာကောင်မှလေးလေးနက်နက်မတွေးမိခဲ့ဘူးပျော်နေတာပဲဟောသိမကြပါဘူးဗျာဝယ်လဲမဲ့ချိန်ရောက်လာတော့တာပဲဟုတ်လားဘလို့ဝယ်လဲတာလဲဆရာ ဝိလေတာကတော့ဆရာရဲ့ငါးမိုင်းခွဲတဲ့ကျွန်တော်ရဲ့မိတ်ဆွေကတနေ့တော့ငါးမိုင်းခွဲကန်ဒီဘလို့အစင်မပြေဖြစ်တယ်တော့မသိပါဘူးဗျာမိုင်းကလက်ထဲမှာကွဲပြီးညာဘက်လက်ထောင်ပြတ်ထွက်သွားတယ်တကယ်လုံးတန်ရာလေးဘရဘောဖြစ်ပြီးသိမကြဘူးဗျသူလည်းဆုံးသွားတာပဲဘဝင်းကြီးကတော့ပြောကြတာပေါ့ဒီကောင်ပဲတော့ဘယ်နေ့ဝိလေမလဲလို့ကြည့်နေတာအခုတော့ဝိလေပြီတဲ့ဗျာအဲ့ဒီမှာရင်ကျွန်တော်ရဲ့လက်တွေ့မြင်မြင်ဝိလေတာကိုစပြီးတော့တွေ့ဘူးတာပဲ ပြီးတော့ကျွန်တော်လည်းအကုသိုလ်လုပ်ကိုလုံးဝမလုပ်တော့ဘူးအားလည်းအမပြေတော့ဘူးပြီးတော့ကျွန်တော်လည်းဝဲတရာကိုကြောက်တက်လာတယ်ငါလည်းဒီငါလည်းဒေတာကိုဝမ်းသာအားရစားခဲ့တာပဲဒီဝေကျွေးကိုငါလည်းဒီနေ့ပြန်ခမ်းပါပဲဆိုတော့ကိုသိထားတယ်အဲဒီနောက်ပိုင်းကျွန်တော်စပြီးပရိကန်တော့တာပဲဗုဒ္ဓနုဒ္ဓတိကမ္မထန်တရားကိုလည်းအချိန်ရရင်ရသလိုကျင့်ကြံအားထုတ်တယ်ဖရာတရားတန်ခါကိုကျွန်တော်ပို့ပြီးတော့စီးကပ်ဖြစ်တယ်အဲဒီချိန်ကစပြီးသရဏအထူးကောင်းဝင်ခဲ့တယ်ဆိုရမှာပေါ့ အဲဒီကစားပြီးကျွန်တော်တိုင်းရင်စီဘက်ကိုလိလာလိုက်စားခဲ့တယ်။စီရဖြစ်တဲ့အထိပေါ့။အဲလိုလိလာနေရင်လည်းသရဏအကောင်းလာတော့တမာရီလည်းရလာတော့ဗျာ။အဲဒီမှာအဘဘဘူအောင်နဲ့စပြီးဆက်သွယ်ရှိလာပြီးအဘဘဘူအောင်ရဲ့အကြောင်းကိုတော့ပြီးမှဆက်ဆုံးရှင်းပြပါမယ်။တူတူပဲပြောကြပါစို့ဗျာ။ကျွန်တော်လည်းဝိလမဲချင်းကိုရောက်လာတော့တာပဲဗျာ။ဟုတ်လား။စက်ပေါင်းဗျာ။ဇလန်းကကောင်းလာပြီဗျာ။တနေ့တော့ကျွန်တော်အိမ်မှာဆေးချနေတော့ ကျွန်တော်ရဲ့မြတ်သမီးကမိဖို့ပေါ်တင်ထားတဲ့ပေါင်းကိုအောက်ချပေးပါအောင်ဆိုတာနဲ့ကျွန်တော်လည်းပေါင်းကိုအောက်ချပေးလိုက်တယ်ပြီးတော့ကိုယ်တော်နဲ့ကိုယ်ပေါင်းကြီးကိုဖွင့်တော့တာပဲဗျပေါင်းဆိုတာမျိုးကလေလုံးပိတ်ပြီးပေါင်းရတာမျိုးဆိုတော့ပေါင်းကိုဖွင့်တော့မယ်ဆိုရင် အဖုံးမော်ကလေးပေါင်းကိုအရင်ဖွင့်ရတယ်ဗျအထဲကလေးတွေအကုန်ထွက်သွားပြီးလေးကုန်ပြီဆိုမှဖွင့်ရတာအဲ့ဒါကိုကျွန်တော်ကမသိဘူးဗျအပူပြင်းအောင်ကြည့်နေတဲ့ပေါင်းကြီးကိုကျွန်တော်ဒီတိုင်းလှည့်ပြီးဖွင့်နေတာစဉ်းစားကြည့်တော့ ဘလောက်အန္တရာယ်များလဲဆိုတာဗျာအဖုံးကိုလည်းဖွင့်လိုက်ရောဘာပြောကောင်းမလဲဗျာဝုန်းဝင်နေဆိုပေါက်ကွဲတန်းကြီးပေါ်ထွက်လာတော့တာပေါ့ကျွန်တော်တတိလက်ပြီးဘာစုဘာမကိုမသိတော့ဘူးတတိလက်ရရော တကောလုံးအပူတွေလောင်ထားလိုက်တာရစရာကမရှိဘူးနေပေါင်းများစွာအထုတ်လာခဲ့တဲ့သရဏကြောင့်သာအသက်မတည်ခဲ့တာဖြစ်မယ်ထင်ပါရဲ့ဗျာတန်ကားတော့ဆရာရဲ့ဝေကျွေးဆိုတာပြေးလို့လွတ်နိုင်တဲ့အမျိုးမှမဟုတ်တာဗျာ ။တပည့်ညုဒရွှေဉံတော်ကြီးကိုရထားတဲ့ဗုဒ္ဓမြတ်စွာဘုရားတော်မှဘုရားဖြစ်တဲ့ချင်းဒီဝိပတ်တော်ဆန္ဒပါဆိုတော့ကိုပြည့်စက်တော်မူခဲ့ရသေးတာပဲ။ပြီးတော့ဝိဆိုတဲ့နေရာမှာလည်းအပိုင်း၃ပိုင်းရှိတယ်ဆရာရဲ့။ဟုတ်ကဲ့ပြောပါဆရာ။ဘဝမှာဝိပါကအပိုင်းကမ္မအပိုင်းကိလေသာအပိုင်းရလို့၃ပိုင်းရှိတယ်ဆရာရဲ့။ကိလေသာဆိုတာကတော့အဝိဇ္ဇာနဲ့တဏှာဥသိထားတဲ့အနုတ္တိယအစဉ်ကိုကိလေသာဝိလို့ခေါ်တာပေါ့။ ကမ္မဆိုတာကတော့မသိမီရှိတဲ့ကပြုလုပ်ခဲ့တဲ့နာနခဏိကအစဉ်ကုသိုလ်ကံနဲ့အောက်ကုသိုလ်ကံပေါ်ဆရာရဲ့အဲ့ဒါကိုကမ္မဝေခေါ်တာပေါ့ဝိပါကဆိုတာကတော့အဲ့ဒီကုသိုလ်နဲ့အကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားတွေပေါ့အဲ့ဒါကိုဝိပါကဝေခေါ်တာပေါ့အဲ့ဒီဝိပါကဝေကမ္မဝေကိလေသာဝေသုံးပါးကိုတိကျစီခွဲထုတ်လို့မရဘူးဆရာရဲ့ဥပမာပြောရရင်အခုကျွန်တော်ရေးနေတဲ့ဘောပင်ဆိုပါတော့ ပေါ်ပင်ပုံတန်းကဝိပါကအပိုင်းပေါ့ပြီးလုပ်ထားတဲ့ကောသားကကမ္မအပိုင်းပေါ့ပြီးတော့ပေါ်ပင်လေးမှာပါဝင်တဲ့မဟာဘုတ်လို့ခေါ်တဲ့တကြီးလေးပါကကိလေသာအပိုင်းပေါ့တစ်ခုနဲ့တစ်ခုကကြောင်ကြိုဆက်ဆက်နေတာမို့တီးကြစီခွတ်ထုတ်လို့မရဘူးဆရာရဲ့ဒါနဲ့လက်စနဲ့ကျွန်တော်တွေ့ဘူးတဲ့လူတယောက်ကြောင့်ကိုလည်းပြုတ်ပြောင်းအောင်မယ်ဟာလှုပ်ဆမ်းမအောင်ဆရာရကျွန်တော်ကအဲ့ဒါမျိုးကိုနောက်ထောင်ကျင်နေတာအဲ့လူရဲ့ဖြစ်က အတော်လဲအံဩစရာကောင်းပြီ ကြောက်စရာလဲသိကောင်းတယ်သူနဲ့ပြန်ပြီးတော့တွေ့လိုက်တဲ့အချိန်မှာသူ့ကိုကြည့်ပြီးကျွန်တော်တော်တော်ကိုလန့်သွားတယ်တောင်ဝင်ကလည်းရလိုက်တယ်ဗျာဒီလိုဆရာရဲ့ကျွန်တော်နိုင်ငံခြားရောက်နေတုန်းကဆိုပါတော့မလေးရှားနိုင်ငံမှာကွာလာလမ်ပူးမြို့လေမြန်မာများနေထိုင်သောတိုက်ခန်းတစ်ခုအတွင်းဟေးကိုအောင်နိုင်နောက်ကြောက်လာကြည်လားအပြကိုဝန်းလွင်ရော နောက်မှာပါပါတယ်ဘူဆန်းရဒီနေ့မှာဖောက်တဲ့ရန်ကြနေတာနဲ့နောက်ကျသွားတာခမရထမင်းစားပြီပြီလားမစားသေးဘူးလေဗျာခမရတို့ကိုစောင့်နေတာဟောအင်းမဒါဆိုလဲကျုပ်ရေချိုးလိုက်ဦးမယ်ဗျာကိုအောင်နိုင်စိုးသူကရန်ကုန်သားဖြစ်ပါတယ်မလေးရှားကိုရောက်နေခဲ့ဒီမှာခုနှစ်နှစ်နီးပါးရှိပြီဖြစ်တော့လေမပြေလေးတဲ့မိသားစုဘဝကိုလောက်ကန်ကျွေးမွေးနေသူဖြစ်တာကြောင့်မြန်မာနိုင်ငံကိုမပြောင်းနိုင်သေးပါကွာလာလမ်းပူမှာအလောက်ကန်ရလိမ့်မလားဆိုပြီး မြို့လေးတစ်မြို့မှာကျွန်တော်ကကွာလာလမ်ပူကိုဆင်းလာရင်ကိုအောင်နှမ်းရဲ့အခန်းမှာတောင်းတနေခြင်းဖြစ်ပါတယ်။ဒီနေ့ကတော့အသာထမင်းစားရင်စကားကောင်းနေကြပြန်နေ။ကိုအောင်နိုင်ခုလုံနေတဲ့ဆိုင်ကလော့တာဘလောက်ရတော့တရက်ကိုရင်းကလေး40ရတယ်။ဟောလော့တာကလည်းကောင်းသားပဲဗျ။တလောက်ကိုတထောင်ကျော်လာဆိုတော့မစိုးပါဘူးဗျာ။ပိုဆန့်တော်လည်းဆိုင်မှာကျွန်တော်ပြောပြထားပါတယ်။တခြားဆိုင်တွေကိုလည်းစုံစမ်းထားတယ်။အလောက်ကရမှာပေါ့ဗျာ။ ခမကမလေးစကားကိုကောင်းကောင်းပြောနေတာရေစပီကင်နင်းနေပါပါရတယ်ဆိုတော့အလုတ်ကရမှာပါအလုတ်မရခင်လည်းဘာမှပူမနေနဲ့ကျွန်တော်လည်းပဲနေငွေလိုရင်ယူတော့အလုတ်ရတော့ပြန်ဆက်ပေါ့ဗျာဟုတ်လားဟေးဗျာခမတယောက်ရှိနေလို့တော့ပဲနှုတ်မော်ရင်မလွယ်ဘူးဒါနဲ့ခမကဆိုင်မှာဘာလုပ်ရတာတုံးဗျာသပွဲတို့လားမဟုတ်ဘူးဗျာကျွန်တော်ကဆိုင်ရဲ့နောက်ဆက်မှာစပုံမှုပေါ့ဗျာဟောဒါကြောင့်ခမကလာစားကောင်းတာကိုဗျာ ဟုတ်တယ်။ရှိလားဆိုရင် ကျွန်တော်တရက်ကို90ရပြီလေ။တတိကကျွန်တော်ပြန်မကိုကြောက်နေတာဗျ။ကျွန်တော်ကသူဆိုင်ကနေပြောင်းသွားမကိုစိုးရင်နေတာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့လက်ရာကိုဖောက်တဲ့တွေကကြိုက်ကြတယ်လေ။ပြီးတော့ယူရီယာအစအစကိုကျွန်တော်ကကြောင်ကြောင်ချင်းချက်တက်တော့တတိကပို့ပြီးသဘောကျတာပေါ့ဗျ။ကိုဝန်းတို့ဇပွဲတို့တွေကရောတနေ့ကိုဘယ်လောက်ရလဲဗျ။ကျွန်တော်တို့ဇပွဲတို့တွေကတလောက်ကို800ပဲပြည့်တယ်ဗျ။ စပွဲတို့ဆိုပေမဲ့မတက်တော့ပါဘူးဗျာစိုင်သိမ့်တဲ့အထိတန်ရှိကဆိုအကုန်လောက်ရတာဒီဗျာကျွန်တော်လည်းအလုပ်မြန်မြန်ရကြမည်အိမ်မှာမိန်းမနဲ့သမီးလေးဘယ်လိုများရုံးကန်နေမလဲမသိဘူးတွေးဘူးမနေပါနဲ့ဗျာအချိန်တော့ရမှာပေါ့ဗျာကိုလန်လန်ဘူးမောင်အလုရှာသည်မောင်လွေလာတာတော့မဟုတ်မလေးစကားကိုပြောတဲ့ပါမှာအလုတစ်ခုကမျှော်လင့်နိုင်ပါတယ်မလေးစကားမပြောတဲ့သူများမောင်ပြင်းပစားသောဆိုင်မောင် အလုတ်ရဖို့တိတ်မလွယ်လားပါမလေးစကားတရုတ်စကားတခုခုကျွမ်းကျင်မှမှအလုတ်ခံရဖို့ပို့ပြီးတော့တည်ကြပါလိမ့်စာရေးသူတောင်းမလေးစကားမတက်ခင်က အလုတ်ရဖို့အသေးတန်ရှာကြရပါလိမ့်ရပြန်တော့လေပကန်စီတန်ရှင်ရေးတည်ထမဖို့မလေးရှားစကားတက်သူများမှစန့်ရှိစိုက်မှသပွဲတို့လောက်ရတဲ့ဖြင့်အလွင်ကိုအားကြကြရပါလိမ့်ဒါကြောင့်မေးမလေးရှားစကားကိုတစ်နေ့တစ်ခွန်းနှစ်ခွန်းတင်ယူတယ်ကိုတက်တဲ့လောက်ကိုနေ့စဉ်ပြောရင်လည်း လေ့ကျင့်တယ်ပုံမှန်သင်ကြားလာရင်လည်း9လ10လရှိတဲ့အခါမှာတော့မလေးစစ်စစ်မြန်နဲ့တောင်ရင်းပေါင်းတက်ပြီးတော့ပြောလာနိုင်ပါတယ်တရုတ်စကားကိုလည်းတစ်ဖက်ကသင်ယူရတယ်မလေးစကားဒေါ်ထန်ပြောတဲ့လာတဲ့အခါမှာတော့အလောက်ကန်ခွန်းလမ်းမြောင်းရရှိလာခဲ့ပါတယ်စတိကင်ကိုလည်းမတောက်တစ်ခေါက်တက်မြောက်ထားတာကြောင့်မလေးမောင်မလေးနိုင်ငံသားတယောက်လို့နေသားကြလာခဲ့ပြီးဖြစ်ပါတယ်ပတ်စပို့အမှန်ကန်ရှိတော့စက်ယုံဝန်ထမ်းများကဘာသာစကားကသိပြီးတော့ပြဿနာမရှိဘူး ကိုတောင်းဝင်ကြတဲ့ဆိုက်ကလူကိုတောင်းဝင်ကြအောင်လုပ်နိုင်ရင်ကိစ္စပြီးပြီအချိန်တန်အိမ်ပြန်ရောက်တာဖြစ်ပါတယ်ဘာသာစကားတက်သူများကတော့စိတ်ယုံများမှာနေရာကောင်းရနိုင်ကြပါတယ်ဒါကြောင့်နိုင်ငံခြားတိုင်းပြည်များမှာတွားရောက်လုပ်ငန်းသူများအဲ့ဒီနိုင်ငံရဲ့ဘာသာစကားကိုတနိုင်တဲ့လောက်သင်ယူထားပါကောင်းအခက်ခဲတော်တော်များများကို ကျော်လွှားပြီးသားဖြစ်ပေလိမ့်မယ်ဒီနေ့မှာတော့ပူဇံဒီနေ့ခမရလောက်ရပြီဗျဟာ ဟုတ်လားဘယ်ဆိုင်မှာတော့မြကျွန်တော်တို့ဆိုင်မှာပဲလေဗျာစပွဲတို့တယောက်ကအလုတ်ထွက်သွားလို့တတိကခမ်းမြောက်ကမနှက်ဖက်ကအလုတ်ဝင်ခိုင်းလိုက်တာကိုဝန်းလည်းနဲ့အတူတူဆင်းရမှာပါဟာဟုတ်လားဝမ်းသာလိုက်တာဗျာကျွန်တော်ကိုလိုအပ်တာတွေတင်ထားပေးဦးမြဒါမှပို့ပြီးတော့အဆင်ပြေမှာမလိုပါဘူးဗျာခမ်းမြောက်ဂျိုဟိုမာနေတုန်းကစောက်စောက်ဆိုင်မှာလောက်ဘူးတယ်မလားဟာအဲ့ဒီမှာအကြကြီးလောက်ခဲ့ဘူးတယ်ဗျာ ဒါဆိုရပါပြီဗျာအဲ့ဒီဆိုင်နဲ့အတူတူပဲအေးဒါပေမဲ့အေးဖြော်တာကတော့ဒီမှာကပို့ပြီးတော့များတယ်ဗျာဒါလေးတွေတော့ကျွန်တော်သင်ပေးမယ်ဟုတ်လားအေးပါဗျာကျေးဇူးပါပဲဗျာနောက်နေ့ကစပြီးအလုပ်ဝင်ရတယ်အလုပ်ဆိုင်တဲ့အင်းကခြေစက်လမ်းများသောဝေးတာကြောင့်တော်လာရတာကပြဿနာမရှိဆိုင်ရှင်တထေးကလည်းသဘောကောင်းသူဖြစ်တာကြောင့်ပေါင်းတင်ဆက်ဆံရေးကအဆင်ပြေလာတယ်ဒီလိုပြောရှင်းသွားလောက်ကိုင်းနေကြရင်ဒီနေ့မှတော့အနောက်ဆိုင် ချက်ပြုတ်ကန်းကိုကိစ္စတစ်ခုနဲ့ရောက်ရှိသွားပါလိမ့်။ကောင်းနိုင်ကငါးကြီးတကောင်ကိုကျွမ်းကျင်ပိုင်နိုင်စွာကင်တွင်နေပါလိမ့်။ကောင်းနိုင်လုံးတဲ့မြောက်ကိုအသေးချာကြည့်နေမိတယ်။အံ့ဩလွန်းသဖြင့်ကြက်တီတီသွားခဲ့ရပါလိမ့်။ကောင်းနိုင်က ဖောက်တဲ့ရွေးချယ်ပေးထားသောငါးကြီးကိုတန့်စင်ပြီးတော့ဘေးတစ်ဖက်တစ်ချက်ကို၄တောင်ဓာကြီးနဲ့သုံးချက်စီခံအပေါ်ရန် ရှက်ပြီးတော့ခလီချလိုက်တယ်။အရှင်လက်လက်ဓာနဲ့အလီခံရတဲ့ငါးကြီးမှာကိုအောင်နိုင်ရဲ့လက်ထက်မှာ နာကျင်သောဝေဒနာကိုမချိမဆန့်ခံစားရင်းနဲ့ဖြစ်ပျက်လို့ယုံ간နေရပါတယ်။ဒါနဲ့မှွင့်ပြီးတာနဲ့ငါကြီးရဲ့ကောင်းကိုမြောက်ကိုင်းထားပြီးဒါနဲ့မှွင့်ထားတဲ့အော်ပိုင်းကိုပုတ်ပွတ်ဆွေးနေတော့စီဝိုးတဲ့ကိုနှစ်ချလိုက်ပါတယ်။တော့ခဏတစ်ဖြုတ်သာနှစ်လိုက်ချင်းဖြစ်တယ်။စီနဲ့ကြော်ချင်းမဟုတ်ပါပြီးတော့ငါးပုံစံပြုလုပ်ထားသောဖိုက်ပါပကံများတဲ့ကိုချထားလိုက်တယ်။ထို့ချင်းမှာငါးကြီးမှာ မှတ်လုံနိုင်တော့တော်တော်သေးတော့မသေးသေးပါဘဟကြီးများဗဇတ်များကလှုပ်စီလှုပ်စီဖြစ်နေတော့မှဖြစ်ပါတယ်ပြီးတော့မှငါးကြီးရဲ့လေးပင်မှခရမ်းညံဒီတခွားသေးများကိုနေရာကြောင့်ပန်းမွင် ပုံစံအဝိုင်းလေးများဖြစ်အောင်လို့လှိထားပြီးမသေးမရှင်ဖြစ်နေတော့ငါးကြီးရဲ့ပက်လင်မှလှောက်ပစွာခင်ကျင်ထားလိုက်ပါတယ်ပန်းနေမှချင်းစက်များမြုပ်စီများကိုလည်းဗကန်လှလှလေးများနဲ့လှောက်ပစွာပြင်ဆင်ထားလိုက်ပြီးတော့ စသုံးရန်အစဉ်တင်ဖြစ်နေပါပြီ။ဘောက်တင်များကလှုပ်စီလှုပ်စီဖြစ်နေသောငါးကြီးရဲ့အသားများကိုတူမြောက်ခရင်များနဲ့ဖိတ်ပြီးတော့စာနေကြတယ်။ဒီမတိမရှင်ငါးကြော်ကို ဖောက်တင်များကလက်ဆက်တေလို့ယူဆပြီးအလွင့်ကိုနှစ်သက်စွာစသုံးကြပါလိမ့်။ငါးတကောင်ရဲ့တေပွဲဝင်ရပုံကရင်းနှင်းစရာကောင်းလာပါလိမ့်။တကယ်လို့စပုံမှုရဲ့အကင်တွေမကြွကျင်မှုကြောင့်ငါးတီသွားခဲ့ပါက စပုံမှုကစိုက်ပြီးတော့ယောရတယ်။စကားများရတယ်။ဒါကြောင့် စပုံမှုကကျွမ်းကျင်သူဖြစ်ဖို့လိုပါတယ်။ကိုယ်အနိုင်လောက်ကိုင်းတဲ့မြတ်ကိုအသေးချာကြည့်နေရင်လည်းမိဖို့ကံကိုလည်းမိဖို့ကံလို့မမြင်တော့တလေးဆန်များတော့ရောက်ရှိခံစားရရှိတော့ငရေကံလို့တော့မြင်လာရပါတယ်။ငါများဖွားများငရှင်များကိုလည်းမကြည့်ကြတော့မကြည့်ရတော့ငါကြည့်ရပြီးမှစားတော့ဖွေရများနဲ့လပ်ပါစွာတန်စားဆင်ထားတော့အလပါတို့ဟာအဲ့ဒီမတိမရှင်ဖြစ်နေတော့ငါကြည့်တယ်မဟုတ်လူများစားဖို့ကြည့်တာဖြစ်ပါတယ်။ ဒီလိုဆိုရင်အဲ့ဒီငါးကြီးရဲ့နေရာကိုလူတယောက်ဖြစ်အစားထိုးကြည့်လိုက်မိတယ်လူဆိုဒီမှာလည်းအချိန်မရွေးတည်သွားနိုင်တဲ့အမြုံမှုတစ်နေ့တည်ရမှာသာဖြစ်ပါတယ်မတည်ခင်အခက်တည်းလေးလူတို့ရဲ့ဘေးမှာဂုံပကသနာအဆောင်ရောင်များစွာတို့ကလည်းလူတို့တို့အပိုင်ရထားတာမဟုတ်တေးရွာကိုအပိုင်ယူသွားနိုင်တာမဟုတ်ပါ အပိုင်ယူသွားမယ့်ရကတော့ဒါနတိလဘာဝနာသာပဲရှိပါတယ်လက်ရှိပိုင်ဆိုင်ထားသမျှပစ္စည်းဥစ္စာယတနာတို့ကလည်းသူများစားဖို့ကြည်တာဖြစ်ပါတယ် ငါးကြီးကပေးတဲ့အတွေ့အများဖြစ်တယ်။အဲ့ဒီငရေကန်းကိုကြော်ခိုင်ခဲ့ပါတယ်။ဒီလိုနဲ့ရာသီလေးလေးပြောင်းလဲခဲ့ပါပြီ။ကိုအောင်နိုင်တော်မြန်မာနိုင်ငံကိုအပြီးပြန်သွားခဲ့ပြီ။တော်ပါသေးတယ်။မိမိမောကိုအောင်နိုင်လိုအလိုမျိုးမလုပ်တဲ့သဖြင့်တတိကတခြားစပုံမှုတရားကိုအစားထိုးခံလိုက်တယ်။ကိုအောင်နိုင်ပြန်သွားပြီးမကြမီမောစင်ကာပူနိုင်ငံ၌ ASEAN ဘိုင်းနဲ့ယောဂဘုံဝင်ရောက် ကူးစက်ခြင်းကိုခံကြရပြီးလူနီယာကျော်အဲ့ဒီယောဂနဲ့ပဲတည်ဆုံကုန်ကြတယ်မလေးရှားနိုင်ငံမှာတချို့နေရံများမှာလည်းစင်ကာပူမှာနေချင်းပြန်သွားရောက်အလုပ်လုပ်ကြသည်များ SAR ယောဂကူးစက်လာသည်ဖြင့်နှစ်နိုင်ငံဝင်ထွက်ကိုပိတ်ထားလိုက်ပါတယ်ယောဂဘုတ်တွေ့ရှိသောရက်ွက်ကြီးများကိုလည်းပိတ်ထားလိုက်တယ်အဝင်ထွက်လုံးဝမလုပ်စေရန်ဒီယောဂဟာတကြီးရုံးနဲ့လူငယ်လူရွယ်များမှာအဖြစ်များပြီး စားတောက်ဆိုင်များမှာ ကူးဆက်ခြင်းကအများဆုံးဖြစ်တယ်လို့ပညာရှင်များရဲ့သုတေသနစာတမ်းထွက်လာတဲ့အခါမှာတော့စောစောဆိုင်များအားလုံးရောင်းဝါကြသွားခဲ့ပါတယ်။ပုံမှန်ဖောက်တယ်တော့မလာတော့ဒါကြောင့်ဆိုင်းရှင်တတိမြောင်းစီးပွားရေးထိခိုက်လာကြတယ်။နောက်ဆုံးအလုံးသမားများကိုရှော့ချပြတဲ့ဖြင့်စာရေးသူလည်းအဲ့ဒီဆိုင်ကနေအလုပ်ပြုတ်ပြီးပြန်ခဲ့ရပါတယ်။တင်းဆိုင်များလို့လင်းနေအောင်လွင့်ရပြီးအောင်တော့မေး။အဲ့ဒီဆိုင်ကထွက်ခွာလာခဲ့ပြီးမြန်မာဒေသအနှံပြားမှာလူမျိုးပေါင်းစုံနဲ့ တွေ့ဆုံပေါင်းသင်းဆက်ဆံရင်းနဲ့အလုံမျိုးစုံကိုလောက်ကင်ခဲ့ရပါတယ်ဒီလိုနဲ့၄နှစ်ခန့်နေထိုင်ခဲ့ပြီးအတွေ့အကြုံများစွာကိုရင်မာပိုက်လျက်မြန်မာနိုင်ငံကိုအပြီးပိုင်ပြန်လာခဲ့ပါတယ်ဟာဟေးကိုစန်းလွန်ခမရကိုစန်းလွန်မလားဗျဟောဗျာကိုဝန်းလွန်ကြီးခမရမလေးကပြန်ရောက်နေတာကြာပြီလားဗျကြပါပြီဗျာခမရနဲ့ကွဲသွားပြီအိတ်မကြဘူးကျွန်တော်လည်းပြန်လာခဲ့တာပဲ နောက်နေ့ခုရန်ကုန်ကိုဘာလာလောက်တာတော့အရေးကြီးကိစ္စပါလားဗျအေးဗျအရေးကြီးပြီမဲ့အချိန်ရပါတယ်ဘာကိစ္စရှိလို့တော့ဗျခမရကိုအောင်နိုင်ကြီးကြောင့်ကိုကြားပြီပြီလားကိုအောင်နိုင်နဲ့မတွေ့တော့မလေးကပြန်သွားပြီးကြတဲ့ကလေကျွန်တော်လည်းနေမှာဆိုတော့အဆက်တွေလုံးဝမရှိတော့ကြားပြီဗျအခုဘယ်လိုဖြစ်လို့တော့အေးပေါ့ဗျာခမရနဲ့ကအလန့်ဝင်နေတော့ဘယ်သိပါမလို့ဒီလိုဗျကိုအောင်နိုင်နဲ့ကျွန်တော်ကရန်ကုန်မှာပဲစားတော့ဆိုင်လေးဖွင့်ထားတာဗျ ကျွန်တော်တို့နေရာဆက်တူလောက်ကြတာပေါ့အဲ့ဒါဟိုတယ်လောက်ကကျွန်တော်တို့ရက်ကွက်မီးလောင်တာကြားလိုက်တယ်မလားတင်းစားထဲမှာပါတယ်လေအဲ့ဒီမှာကိုအောင်နိုင်ရဲ့ဆိုင်ကမီးလောင်ခန့်လိုက်ရတယ်ဗျကိုအောင်နိုင်ရောမီးလောင်ခန့်လိုက်ရတာအကိုစေးရုံမှာအချိန်ရရင်လိုက်ခဲ့ပါလားဗျကျွန်တော်တို့စေးရုံသွားမလို့ဗျာဖြစ်မှာဖြစ်ရလေကဲကျွန်တော်လည်းစေးရုံဝင်လိုက်မယ်ဗျတန်ရောတက်တာရဲ့လားဗျအဲဟိုရောက်မှသာကြည့်တော့ဗျလာတော့ ဟာမြင်လဲရတဲ့မြင်ကွင်းကြောင့်အန်ဟော်ဒဂျီထိတ်လန့်သွားကြရပါလိမ့်ဈေးရုံကရင်ထက်မောင်းကိုအောင်နိုင်ကိုမြင်ရစရာမရှိခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးမိလောင်ခံထားရပြီးရင်ဘက်ရဲ့ထပ်ပိုင်းမှာမိလောင်တန်းရကမဆူသလောက်သာရှိပါလိမ့်အသက်မသေးတော့လေစကားမပြောနိုင်ရှာတော့ဇိုက်တူကိုမြင်လိုက်တာနဲ့စကားပြောရန်ဟန်ပြင်လိုက်တော့လေအသက်ကထွက်မလာတော့ဇိုက်တူကိုကြည့်ပြီးမျက်ရည်များဖြည်းဖြည်းကျနေရှာတယ်ဇိုက်တူလည်း ကွန်နိုင်ကိုကြည့်ပြီးတော့ကွန်နိုင်ဆိုပြီးတော့မမြင်တော့ဖိုင်ဘာပကံကြီးတဲ့ကငါးကြီးတကောင်လို့တော့မြင်နေပါတော့တယ်ကွန်နိုင်ရဲ့ဘေးမှာပတ်ချလဲဝိုင်းနေတဲ့ဇနီးသားသမီးများသူကြိုးစားပြီးရှာဖွေခဲ့တဲ့မြောက်ပြည်စီဥစ္စာများကအခုသူ့အတွက်မဟုတ်တော့သုံးဆောင်ခန်းစား권မရှိတော့ပါတယောက်တည်းအဖော်မဲစွာလက်ကြီးဗလာတက်တက်တွာရှာပြီးတော့မင်းတန်တရာခီးကရှည်လွင်လာပါတယ်အဲ့ဒီခီးအတွက်ဈေးစကားအနေနဲ့ ဒါနာသီလဘာဝနာလေးမှာပေါအောင်ယူသွားနိုင်ပါရဲ့လားလို့မတွေ့နိုင်တော့အဲ့ဒီညနေမှာပဲကိုအောင်နိုင်စုံပါသွားခဲ့ပါတယ်ဟာဗျာဆရာရေစိတ်မကောင်းစရာကြီးဗျာဟုတ်တယ်ကျွန်တော်လည်းအတော့ကိုစိတ်ထိခိုက်ခဲ့ရတာဆရာတို့ကျွန်တော်တို့ကမနှက်ပြန်ဆိုတာလေးကိုတော့မှသေချာပေါင်းနေရမယ်ဆိုတဲ့သေချာတဲ့ကိစ္စမဟုတ်ဘူးလေအဲ့တော့အချိန်ရှိခိုက်လုံလောက်ဆိုင်ဆိုသလိုနေပြန်မရောမချင်း တန်တရာခိတွေကျွန်တော်တို့ဒါနာသီလဘာဝနာလေးတခုခုတော့လမ်းစီဆောင်းထားမှာတော့ခါကြမှာဆရာရဟုတ်တယ်ဗျာပါတခုမှမပါပဲအပေရောက်ကမှအိမ်ပြန်ပြရသေးဦးကောင်းမှုကုသိုလ်လုပ်ပြရသေးဦးလို့တောင်းဆိုလို့ရတဲ့ကိစ္စမဟုတ်ဘူးဗျပြီးတော့အတိတ်ဘဝကပြုထားခဲ့တဲ့အာဟုတုကံဆိုတာကလည်းဘလောင်မြားမယ်ဆိုတာမသိနိုင်ကြဘူးဗျဒါတွေအကျိုးမပေးနိုင်အောင်ကိနေနာကတော့ဝိပဿနာလုပ်ငန်းတစ်ခုပဲ အနည်းဆုံးတော့တော်တာပန်လောက်ဖြစ်တိုင်းရင်ပဲအပေလေးပုံကစိတ်ချရပြီလေဗျာဟုတ်တာပေါ့ဆရာရဲ့ဒီဘုရားမှာဝိရှိသလောက်တော့စက်ကြအောင်ပါပေါ့ကဲဆရာကြီးစကားလေးပြောလို့ကောင်းတယ်ဗျာခီးဆက်ဆရာလေးတွေရှိသေးလို့ခွင့်ပြုပါဦးဗျာကောင်းပါပြီဗျာကျုံမေဆွေသူတော်ကောင်းကြီးတရားတို့တရားမြတ်ကိုအမြန်ဆုံးရပါသေးဗျာဟုတ်ကဲ့စေဝင်စားပွဲတတိတံဝေကရောက်ပွဲရောက်ဖြည့်ရမဇလန်ကောင်းလေးကို ာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပင်းနာစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီး comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက် ပါကြည်တန် channel လေးကနေထူးခြားဆန်းကျင်းလှုပ်ဝှက်ဆန်းကျင်းတဲရရင်ဖို့ပရာလောကခံမိရရမတန်မူခင်ဖြစ်ရမဇလန်ကောင်းများစွာကို နေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ